စာသင်နေမတက်ကိုပဲခံလိုက်ရကျွန်မတို့ဗမာအယူအဆဆိုပြီးတော့ကလေးတွေအခုလဲစာသင်နေကြမယ်ထင်တယ်သူတို့ကွယ်လွန်နေဆိုတာတောင်းသူတို့တိပမလားစာသင်ခန်းထဲမှာပဲသူတို့ရဲ့ပုံလေးကလေးတွေမှာလဲတွေးနေဆုံးလို့ကွန်ပါဝူးလေးတွေမှာလဲပိန်ချိုင်လို့ပေါ့နော်အဲ့လိုအနေထားနေဆိုတော့သူတို့ရှောင်တိမ့်မှုအချိန်မရလိုက်ဘူး လေချောင်းတိုက်ခိုက်မှုဖြစ်ပြီးတော့၃နာရီကျော်ကျော်လောက်ကြာမှကျမတို့ကအဲ့ဒီဖြစ်တဲ့နေရာကိုရောက်တာပါရှင်။ကျောင်းဖဲကအဆောက်အုံတွေကအကုန်သမိုးတွေလမ်းထွက်နေတာတွေအရှိမပုံထားတယ်။စာတင်ကုန်တွေလည်းအပြင်မှာထုတ်ထားတယ်။နောက်တွေးစွန်းနေတဲ့လွယ်အိတ်တွေဖနှက်ပြက်တွေကွန်ပါဘူးတွေကျောင်းဝတ်စုံအဖြူလေးတွေအဲ့ဒါလည်းတွေ့တယ်။နောက်ပြီးတော့ จ้าอาสาอออเยปัจฉาเลยมาจีนนี่ป้อเนาะดิโหปอกกล้วยหมู่อสานาที่มันทาเลยโหจีนนี่ยาฉีบี้ตุ่ยเลยนาวตรุเยตังเงินจีนนี่ป่าตวาเลยป้อเนาะกะเลดิอเปียวป้อป่าตวาเลยสุรอသူတို့ကအဲ့ဒါကိုလာကြည့်ပြီးတော့ငိုကြတဲ့ကလေးတွေအဲ့ဒါတွေကိုတွေ့လို့ရှင်အရင်ကျမတို့တွေ့ဘူးတဲ့ ကျင်းနေရတော့လူခါလောက်လက်ပြီးတော့မှဒါအဝအကျဲငါးပေပတ်လေလောက်ပေါ့နော်အချင်းငါးပေလောက်ရှိတယ်ကျင်းနေပဲတွေ့ရအခုဒီမှာဖြစ်စင်မှာတွေ့ရတာじゃအဲ့လိုပုံစံမဟုတ်ဖဲနဲ့မြေပြင်ကနေပြီးတော့တထွာတမိုက်လောက်အကွာမှာဒီလိုပြက်ပြီးတော့လွင့်သွားတာပေါ့နော်အဲ့လိုပုံစံนี่တွေ့ရတယ်မြေပြင်ပြောမှာလဲဒီလောက်ပေါ့နော်ဒီလောက်တထွာပတ်လေတတာကျင်းနေအများကြီးတွေ့ရတယ် စာတင်ကြောင်းရဲ့ဘေးကဖုန်ကြီးကြောင်းထဲမှာရဲ့အဲ့ဒီထဲမှာအဲ့လိုကျင်းနေတာအများကြီးတွေ့ရတော့ခါကြတော့ဘလို့လက်နဲ့အမျိုးအစားလဲဆိုတာကျမတို့ခံမှန်းလို့မတက်ဘူးရှင်အဲကျမတို့အဲ့ဒီဖြစ်တဲ့နေရာကိုရောက်တော့ဒီထိခိုက်ဒဏ်ရာရတဲ့လူတွေရောတိတ်ဆုံးသွားတဲ့လူတွေရောဟိုကအတိအတဲထုတ်ပြီးသွားကြပြီအဲဆေးကုသမှုခံယူဖို့လဲနေရာအတန်ပြားကိုခွဲလွှတ်လိုက်ကြပြီဇာပနာအတွက်လည်း ပြင်ဆင်နေကြပြီဆိုတော့ဒီလက်တန်းလေးကောင်းကောင်းစပင်းတော့သူတို့တွေးထခဲ့တဲ့တွေးခွက်တွေပေါ့နော်တွေးခွက်တွေထလက်အပေါ်ကအမိုးကအောက်ကိုကျလာတော့အဲ့ထလက်မှာပေးနေတဲ့တွေးတွေစာသင်ခုံတွေထိုင်ကုန်တွေပေါ်မှာပေးနေတဲ့တွေးတွေအဲ့ဒါတွေပဲကျမတို့တွေးခဲ့ရတယ်ရှင့်ဖတ်မှန်းကြီးတော့ တရားနီးပါးရှိမယ်လို့ခံမှားရတယ်အခုကွယ်လွန်တာပေါ့နော်မနေ့ကအညနေပိုင်းအထီပေါ့နော်22ရောက်ကတော့တလုံးဝကွယ်လွန်ပြီလို့သတင်းထုတ်ပြန်လို့ရတယ်ပေါ့နော်ဂျန်နဲ့ကုသမှုခံယူနေစဲမှာအခြေအနေဆိုးဝါးပြင်းထန်တာတွေလည်းရှိသေးတယ်ရှင့်အဲအဲ့ဒီမှာကိုယ်တိုင်ဝင်လုပ်တဲ့လူတွေပြောကတော့အစနာရှာမတွေ့သေးတာကြီးလည်း ရှိသေးတယ်ပေါ့ပြင်ထန်တဲ့ပောက်ကွဲအားကြောင့်မို့လို့တစားစီပေါ့အဲ့ဒါလိုရှိတယ်အခုကျမတို့ပြောလို့ရတဲ့22ယောက်ဆိုတာကရုပ်စင်းအင်္ဂါကိုပေါ်လို့ရတဲ့ဖမ်းလို့ရတဲ့အနေထားရှိအိမ်ထဲက3ယောက်ပါသွားတာလည်းရှိတယ်အတယောက်ကတော့ကွယ်လွန်နေတယောက်ကတော့ညီမ2ယောက်ပေါ့နော်အကြီးမလေးကတော့ကွယ်လွန်ချက်ပါသွားတယ်အငယ်မလေးကလည်း ထိခိုက်ဒဏ်ရာရတယ်ပေါ့အဲ့တော့မိဘတွေရင်ထဲမှာဒီမှာလဲတစ်ဖက်ကလည်းနာရေးရှိတယ်တစ်ဖက်ကလည်းအသက်ကိုလူနေရတယ်ဆိုတော့ကိုချင်းစာဖို့ဆိုတာကလူလိုခံစားတတ်တဲ့လူတွေကတော့ဒါကိုကိုချင်းစာနားလဲပေးနိုင်မှာပါရှင့် မတို့အရင်ကကြုံမှုတယ်ဆိုတာကကလေးသူငယ်ကပါတဲ့လောက်ပါတယ်သို့တော်လည်းအလူနေရွက်ထဲကိုအဆက်ဆောင်စခန်းလေးကိုတောင်းမှုလို့ဆိုတော့အရေးတော်အဖြစ်ကကလေးသူငယ်ပါဖို့မြင်တာပေါ့အခုဟာကြတော့ကလေးသူငယ်လေးကြီးတီးတန့်ရှိနေတဲ့စာသင်ကျောင်းပေါ်မှာပြတ်မှတ်ထားတာဆိုတော့ကုံတော့ကလေးသူငယ်လေးကြီးပဲအဲ့ထက်မှအကြီးဆုံးပါတာဆိုလို့ ဒီ volunteer ပေါ့နော်တင်ကြားရေးဝန်ထမ်းဆရာမလေး၂ယောက်ပဲပါတယ်အဲဆရာမလေး၂ယောက်ကတော့မှ20ကျော်အစိတ်မပြည့်ကြသေးဘူးအသက်25နှစ်မပြည့်ကြသေးတဲ့အရွယ်ကြီးဆိုတော့ဒီကလေးလေးကြီးပဲမြင်ရတဲ့အခါမှာကျမတို့ရဲ့ခံစားချက်ပေါ့နော်ပို့ပြီးတော့မှကိုယ့်ရဲ့ခွန်အားအဖြစ်လဲငယ်တယ်အသက်ရွယ်အားဖြစ်လဲငယ်တယ်ပေါ့နော်အဲ့လိုကလေးတွေဖြစ်တွေ့တဲ့ကျမတို့ကပို့ပြီးတော့မှထိခိုက်ခံစားမှုရှိတယ်သူတို့ရဲ့မိခင်တွေကိုကျမတို့က စိတ်ပိုင်းဆိုင်ရာခွန်အားပေးတယ်ဆိုတာထက်သူတို့ငိုတယ်ပေါ့နော်သူတို့ဖွင့်ပြောတာကိုကျမတို့ကတိတ်တိတ်စိတ်စိတ်ကလေးနဲ့ပဲနားထောင်ပြီးတော့မှသူတို့နဲ့ထပ်တူခံစားရတယ်ဆိုတာကိုကျမတို့ရောပြီးတော့မျက်ရည်ကျပြီးတော့ကလွဲလို့ကျမတို့လည်းဘာမှမတက်နိုင်ဘူးရှင်လူလေးသေးမရှိအောင်ပြည်သူလူထုကပူပေါင်းကြပါတယ်ဒီဖြစ်စဉ်ဖြစ်တဲ့ချိန်မှာကျမကမုံရမြို့မှာရောက်နေတာရောက်နေတော့အဲ့ဒီတည်င်း ြားလိုက်ရတဲ့အချိန်မှာဒီအကူအညီတောင်းတဲ့ message တွေကတောက်လျှောက်ဝင်လာတယ်။နော်လိုအပ်တဲ့အကူအညီတွေပေးချဖို့ဆိုပြီးတော့မှအကူအညီတောင်းတော့ကျမတို့ကဒီဟာမျိုးခံမဟုတ်ဘူး။ဒါပေမဲ့လည်းဒီလိုကြားတဲ့အချိန်မှာဟိုအနည်းဆုံးဟိုသူတို့ဇာပနာမှာပဲကျမတို့ကိုခွေမရရပေါ့နော်အဲ့လိုဆိုပြီးကျမတို့ဒုံဆိုင်ပြီးတော့မောင်းတော့ကျမတို့ရောက်နေတဲ့နေရာနဲ့အဲ့ဒီနေရာနေရာတော်တော်လေးလှမ်းနေပေါ့နော်အဲ့တော့အရင်ဆုံးကျမတို့ကဒီထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိတဲ့စီကိုအရင်ဝင်လိုက်တယ်ပေါ့နော်အဲ့ဒီနေရာမှာလူမျိုးပေါင်းစုံလို့ပြောရမယ်ဒီလိုမုတ်စိတ်တွေပတိုင်းနေပါနေတဲ့လူတွေကလည်းပြာရခတ်ပြီးအောက်ဆီဂျင်အိုးတွေတင်ကြအကုန်လုံးရောက်ရခတ်ပေါ့နော်ဆေးဖွဲကလည်းဟိုနေရာပေါင်းစုံကပေါ့နော်လက်လန်းတမီလာလို့ရတဲ့နေရာပေါင်းစုံကဆေးအဖွဲကြီးရောက်နေတယ်ဒါတို့ရဲ့လုံခြုံရေးအရာကျွန်မကတော့ဒါတလောက်ပဲပြောချင်ပါတယ်နောက်တပိတ်အဖွဲကလို့ အဲယူဆမဲ့ကလေးတွေပေါ့နော်လူငယ်တွေကလည်းရေတန်းတို့မုံတို့ရာယဒီတို့အေးတို့အဲ့ဓာတွေကိုလူလီသေးမရှိပေါ့နော်နောက်သွေးဆိုသွေးတောက်လျှောက်သူကအရန်လေးစောင့်ပြီးတော့မှသွေးလိုတယ်ဆိုကျွန်တော်တို့ကဘာသွေးအုပ်စုပါပေါ့နော်အဲ့လိုမျိုးဥပေါင်းပါဝင်ကြတယ်ကားတွေဆိုရင်လည်းတောက်လျှောက်ရောက်လာပြီးတော့မှဘယ်ကိုလွှဲရမလဲဘယ်ကိုပို့ရမလဲပေါ့နော်ဒါမျိုးဝိုင်းဝန်းပြီးတော့ပူပေါင်းဆောင်ရွက်တာကိုကျွန်မတွေ့ခဲ့ရတယ်ရှင့် ဒီအသက်အငယ်ဆုံးကတော့6နှစ်လောက်ကစပါမယ်ဒါပေမဲ့ဒါလည်းကျမတို့ကအခုအတန်းနဲ့ပဲထုတ်ပြန်ထားတာလေဒါ G2 G7 အဲ့လိုမျိုးဆိုကျမတို့မှန်းပြောရတာပေါ့နော်အသက်အငယ်ဆုံးက6နှစ်လောက်ပါလိမ့်မယ်ဒီနာမည်ရှာမရသေးတယ်ဆိုတဲ့အနေထားကတော့ဒီနေ့လောက်ဆိုရင်တော့တိတိကျကျသိလိမ့်မယ်လို့ယူဆတယ်ရှင့် ကြည့်ရတာကျမအားမရအောင်ဒီအဖြစ်ပြက်ကိုပြောတဲ့ချိန်မှာသူတို့မျက်လုံးတွေကလည်းမလှုပ်တော့ဘူးခန္ဓာကိုယ်ကလည်းတအားကိုဟိုနုံဖတ်ပြီးတော့ဗောနော်အဲ့လိုဖြစ်ပြီးတော့မှအာကျမကအပိုင်းရှိတော့ဘူးသူမြကလည်းဒီကြောင်လုံးမှောင်မဲသွားတာတကယ်ချင်းကလည်းပါသွားတာနဲ့ဗောနော်အဲ့လိုမျိုးပုံစံတွေ့ရတော့စိတ်ထိတဲမှာတော့ဒါရတခုခုတော့ ကြံခဲ့မြင်ချင်းအမကြီးတယောက်ကဆိုရင်ဒါကျဲတယ်ပေါ့နော်ကျဲတော့သူကကြောင်းကိုပြေးလာလိုက်တယ်လာလိုက်တော့အေးကြောင်းဝင်းထဲကိုသူလှမ်းလှမ်းကြည့်ချင်ပါမယ်ဆင်းနဲ့လှေကားมาတယ်သူ့တမီးရဲ့ပေါ်ချမ်းပေါ့နော်အဲ့ဒါကိုမြင်လိုက်ရတော့တခါလေးကိုခုံပေါက်ပြီးပြေးလာတယ်ငိုတာလည်းမဟုတ်ဖ ೇನೆ ပေါ့နော်အမလေးငါတမီးငါတမီးဆိုခုံမ तू ကတော့ကံမကောင်းဘူး နှစ်ယောက်လားသုံးယောက်လားမသိပါပါတယ်ဒါလည်းကျမတိတိကျကျမေးခဲ့ပေါ့နော်သူအဲ့လိုခုံပေါက်ပြေးတယ်ဆိုတာနဲ့လေကိုကျမတို့ကမခံစားနိုင်တော့ဘူးနော်စိတ်လွတ်ပြီးတော့နောက်ပြီးလာပြီးကူညီတဲ့အဲကလေးပေါ့နော်သူကတော်တော်ဝဝတုတ်ထောင်တာမမောင်းလေးသူကပြောကျွန်တော်ကြောက်ဦးထုလိုက်တော့ကိုအဆုတ်ကွာမတက်ဖဲတဲ့သူကငိုလည်းမငိုနိုင်မဲနဲ့အသမီးငါသမီးကိုခုံပေါက်ပြေးပြီးတော့ပေါ့နော်အဲ့လိုခံစားရတယ်နောက်အဲကျမတို့ရောက်နေတဲ့ချိန်မှာပဲသူတို့ရဲ့အဲ့ကလေး ဆီယမအပါဝင်ပေါ့နော်အဲ့ဒါကိုမြေချတယ်ပေါ့ငိုကြတယ်ဆိုတော့အတန်ဒီခံစားချက်တွေသူတို့ဘလို့မှလည်းလက်မခံနိုင်ဘူးလက်မခံနိုင်ပေမဲ့လည်းဒီဥစ္စာကိုသူတို့လက်ခံနိုင်ရတဲ့နေထားရှင်အရင်ဆုံးတော့အခုစေဝါကုသမှုခံယူနေတဲ့ဒီကလေးတွေနဲ့အဲ့အတွက်လိုအပ်တာလေးတွေကိုကုညီဆောင်ဆောင်ကြမယ်ပေါ့ဒီနေ့တော့ကျမစီကို အလုံးဝေးတချို့တော့ရောက်လာတာရှိတယ်။အဲ့တော့ကလေးတွေအတွက်ဗားလေးတွေပေါ့နော်ကွယ်လွန်သွားတဲ့ကလေးတွေအတွက်လည်းအကျွန်တော်တို့ဒီလိုထိမှပေါ့နော်အဲ့လိုမျိုးလေးလှုပ်ပေးနိုင်ဖို့ ਨੇ စိတ်ပိုင်းဆိုင်ရာပြန်လည်ပြီးတော့ပြူထောင်မှုတော့အကူအညီမှုတွေရရှိသင့်တယ်လို့ကျွန်မထင်တယ်အခုလည်းချိတ်ဆက်ပြီးတော့မှဆက်သွယ်လာတာရှိနေပါပြီရှင် အဲအဲ့ဒီတသက်ကံပစ္စည်းတွေကရထားပါတယ်ဒါပေမဲ့ဘာရလို့တော့ဒီမှာထုတ်ဖို့မပြောချင်ဘူးသူတို့ဘလို့ပဲငင်းငင်းမှာဒီကိစ္စကဒီလောက်လူတွေအများကြီးအုံနေခြင်းနဲ့ပူပေါင်းလိန်လေကြံဆဲလို့ရတာမျိုးမဟုတ်ဘူးအချိန်ကြာရင်အဲ့ကိစ္စကပေါ်ကိုပေါ်လာမှာအခုကိုဒါဒီမှာရလုံချုပ်ရင်းပေါ့နော်အဲ့ဒီအတွက်ကိုချိန်ချောက်တာဒီစပြီးတော့ရရှိနေပြီအဲဒီမှာဘာဖြစ်လို့ ဓာရီဖြစ်တိုင်းရောက်နေတာလေတကယ်တမ်းကဓာရီဖြစ်တဲ့ကျမတွေရောက်နေတာမဟုတ်ဘူးသူတို့ကတရက်တရက်ကိုဒီစကိုင်းတိုင်းအတွင်းမှာအချိန်ကြီးများစွာလုပ်နေတာလုပ်လို့တော့ကျမရောက်နေတဲ့အနီးနားတစ်ပိုက်မှာဒါမျိုးကြုံလာတယ်ဆိုရင်ကိုကတွားပြီးတော့လိုအပ်တာကူညီလိုက်တာတကယ်တမ်းပြောရရင်ဓာရီကိုရင်ဆိုင်ရတာလေကျမတို့စိတ်ဓာရီကိုပျော်ရွှင်စရာကောင်းတဲ့မြင်ကွင်းတွေလည်းမဟုတ်ဘူးဒီလို တေးသေးပေါက်ဆာကလေးလေးတွေပေါ့ကျမတက်ရွယ်နေဆိုင်ဒါတေးသေးပေါက်ဆာကလေးတွေပေါ့ဒါမို့လို့ဒီဖြစ်တဲ့ချိန်မှာဘယ်လိုများတွေးမိလဲသူတို့အမှန်မဲဆိုငါသာမှန်လိုက်ပါတော့ဒါရီခံစားရတယ်ကျမတို့မှာစိတ်ဒဏ်ရာတွေရတယ်ရှင်ကျမတို့ကနိုင်ငံတကာကအခုကြီးရမယ်လို့မျှော်လင့်တာမျိုးမဟုတ်ဘူး ဒါတွေဒီလိုရှိတယ်ဆိုတာကိုကျမတို့ကထုတ်ပြန်တင်ပြတာပဲနိုင်ငံတကာအနေနဲ့လည်းသူတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားနဲ့မပတ်သက်တဲ့ရွေကတော့ဒီလိုပဲနေဦးမှာအဲ့တော့ကျမတို့ကသူတို့ကိုပြော့ပြနေတယ်တိုင်တယ်နေလို့ဆိုအကူမြရချင်လို့မဟုတ်ဘူးလှုပ်ဆရာရှိတာကိုဖောက်ကိုဆက်လုပ်မှာတကယ်လို့များသူတို့များစိတ်ကောင်းဝင်ပြီးတော့ကူညီခဲ့တယ်ဆိုရင်မြန်မြန်တော်လှန်ရေးအရေးရှိပြီ ပျက်စီးဆုံးရှုံးရမှုအတောက်အိုးအိမ်တွေဆုံးရှုံးရမှုပြောကြသွားနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ပြောရှိတယ်။နိုင်ငံတကာအနေနဲ့ကတော့လူအခွင့်အရေးအတွက်ကုနိုင်ရင်ကုကြပါ။သူတို့မှလည်းကုဖို့ရအတွက်အခက်ခဲတွေရှိနေနိုင်ပါတယ်။အဲ့အတွက်ကျမတို့ကနားလေစာနာပေးပါတယ်။ကို့အရေးကိုကို့ဘာသာကိုအားစိုက်ပြီးရုံးဖို့ပဲစဉ်းစားထားပါတယ်ရှင့်။ တိမ်ခေါ်မှုကတော့အသက်ဘေးထီအောင်ရှိတာပေါ့နော်အဲ့လိုရှိနေတော့ခါကြတော့လောလောဆယ်တော့ energy ပညာရေးဝန်ကြီးဌာနကဒီစာသင်ကြားတာတွေကိုအခြေအနေရအခိတ္တပေါ့နော်ကြည့်ပြီးတော့မှလှုပ်ရှားကြဖို့ဒါညွှန်ကြားလာတယ်ကျွန်တော်တို့အနေနဲ့ကလည်းဒီကလေးတွေကိုပညာသင်ကြားမှုလုံးဝရပ်လိုက်မလားဒါမှမဟုတ်ရေဘေးကင်းလုံခြုံအောင်စီမံချမလားပေါ့ အဲ့ဒီအတွက်ပြင်ဆင်နေတယ်ကျမတို့ကတော့အသက်ကလည်းအရေးကြီးပါတယ်ဒါပေမဲ့အဲ့ဒီအသက်ရှင်ရည်တည်ဖို့ရအတွက်လိုအပ်တဲ့ပညာသင်ကြားဖို့လိုအပ်ပါတယ်ပညာဆိုတဲ့ထဲမှာအတန်းပညာကြီးဆိုလိုတာမျိုးမဟုတ်ခဲနဲ့ဒါသူတို့ခြေတော့ပေါ်သူတို့ရက်နိုင်နဲ့ကိုပိုင်အသက်မွေးဝမ်းကြောင်းပညာရက်သင်ကြားဖို့အတွက်ပါကျမတို့တေချာစီမံကိန်းချပြီးတော့မှဆောင်ရွက်ဖို့လိုနေပြီလို့ ကျွန်မကတော့ယူဆပါတယ်ရှင်အဲစကောင်စီကတော့ကျွန်မတန်တရားရှိတာပေါ့နော်လောလောဆယ်စကိုင်းငလင်ကြောင်းမလို့တို့အလှငွေတွေတော်တော်များရထားတယ်အဲ့ဒီအလှငွေတွေကိုများ လူသက်လက်နက်တွေအဖြစ်ပြောင်းလဲသုံးဆွဲနေလေသလားလို့တန်တရားဝင်ပြီနောက် ဒီလိုမျိုးလူမဆန်တဲ့ဥစ္စာတွေကိုကျူးလွန်ရတာအတွက်သူတို့ကလက်ရှင်နေရှင်ပါနေအဲ့အတွက်ကျမတို့ကဟိုအနေကိမှုအတွက်ထိနေသိသိနဲ့ဆင်ခြင်ပြီးတော့ကျမတို့ဘက်ကပဲသတိကြီးကြီးထားပြီးတော့စောင့်ရပါမယ်ပြည်သူတွေကိုလည်းမေတ္တာရခံချင်တာကဒီလိုအဖြစ်တွေဖြစ်လာတိုင်းမှာဟိုကျမတို့ကတော့စိတ်ဆုံးဖြတ်ပါတယ်စစ်အာဏာရှင် ပျို့ပြတ်တော့အောင်မလုပ်နိုင်သမျှဒါမျိုးတွေကပုံစံတူခံစားနေရအဲ့တော့အဲ့ဒီပုံစံတူခံစားနေရနေပြင်းဝေးအောင်အမြင့်ပြတ်အောင်ကျွန်တော်တို့ကအရင်ကထပ်ဖို့အားစိုက်ပြီးတော့စူးစမ်းသွားပါမယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ဂရုတစပြုပါတယ် ါအเจ้าမရှိအเจ้าရှာမှာပဲကျွန်တော်တို့နေကြကြတော့ဟိုဖြစ်တဲ့အချိန်မှာ emergency ပြေးသွားတဲ့အချိန်မှာဒါကြီးကိုတကူးတကာကလဲဖို့လို့လေအဲ့တို့စိတ်ထဲမှာလည်းရှိမှာမဟုတ်ဘူး။ဒါလူအသက်ကိုရောက်အောင်ကယ်ကြမယ်ဆိုတဲ့အချိန်မှာအဲဒါကိုလည်းတို့ထည့်စဉ်းစားပြမယ်မထင်ဘူး။ပြီးတော့လေအဲ့လိုမျိုး uniform ကြီးတွေကိုအရွက်ဝတ်နဲ့ပြောင်းဝေးရအောင်။ကျမတို့ရဲဘော်တွေမှာရောအဲ့ဒီအဝတ်အစားတွေအလုံးလောက်ရှိမယ်လို့ယုံကြည်ကြတာလား။ သူတို့ဝတ်ထားတဲ့ uniform ကိုယ်တိုင်ကအစုတ်ပြဲတယ်လीအရင်တော့ကျွန်တော်တို့ဂျီဂျီပေါင်းမှုတွေကတ်တုံးပေါင်းမှုတွေနေရနေဒီမှာအခုဒါလေးတွေရောက်လာတယ်ရောက်လာတော့လဲသူတို့တစ်နှစ်လုံးမှာနှစ်စုံလောက်ထုတ်ပေးနိုင်တာသူတို့မှလည်းတခြားဝန်စားမရှိတော့ဒီလိုဖြစ်တယ်ဆိုတဲ့အချိန်မှာသူတို့မှကယ်ဆယ်ရေးမလုပ်ရင်ဘယ်သူလုံးကြမှာလဲဒီရွာကန်မိဘပြည်သူတွေနေနေကြ shock ရသွားပြီသူတို့ဘာမှမစီစဉ်နိုင်တော့ဘူးမစီစဉ်နိုင်တော့ဘာဖြစ်လဲဆိုတော့ ဟာဟိုလွယ်ကလေးပြေးဆွဲလဲဟိုကွန်ပါဦးလေးပြေးခိုင်းလဲငါအသာတန်းငါဘေးမလဲပြီးတော့ကလေးတွေကတချို့ကလေးတွေကကြတော့ပြေးလိုက်တာဟိုးเจ้าဟိုဘက်ကလေကွေးနေရေကန်နေကြားတဲ့တွေပြေးကြတာပြေးကြတော့ဟာငါကလေးကဘယ်မှာလဲသူကလေးကဘယ်မှာလဲဆိုတော့ဆော့ဆော့ကကျွန်တော်တို့ပြောတဲ့အဲဒီတေဆုံးတဲ့လူတွေကိုဆွဲထုတ်ဖို့တရားရတဲ့လူတွေကိုဒီစေုံစေကန်းတွေကိုအချိန်မီချိတ်ဆက်ပေးဖို့ဆိုတာကသူတို့မှမလုပ်ရင်ဒီပေါ့အုပ်စုဖွဲ့ပြီးအလုံးလုံးတက်ဖို့ နေညွှန်ကြားချက်ကိုတိတိကျကျလိုက်နာဖို့ကသူတို့ပဲရှိပါလိမ့်အခုအနေထားကိုဒီမှာမေးကြည့်ရတော့မှာအလောင်းတွေကောက်ဖို့ခုံကိုအရင်ထုတ်ရတာစာသင်ကုန်းတွေအရင်ထုတ်တဲ့အချိန်မှာဟိုမိဘတွေအားလုံးကငါသားငါသားငါသားငါသမီးငါသမီးလိုက်ရှာတယ်ဒီအားလုံးတို့အထွေထွေကြတော့သူတို့မှာသူတို့စိတ်ခံစားချက်ကိုမထိနိုင်ဘူးအဲ့တော့ရဲဘော်တွေကပဲဒီခုံလေးကိုပြင်ထုတ်ပြင်ထုတ်ပြင်ထုတ်နောက်ပြီးတော့တွေ့တာရဲရဲရှိနေတဲ့ဒီအစိတ်ပိုင်းတွေဘယ်မိဘကမှမကြည့်ရဘူး အဲ့ဒါတွေအကုန်လုံးအပြင်ကိုဆွဲထုတ်ရတယ်ပြီးတော့သွေးလိုတဲ့လှူမဲ့ဟိတ်ဆိုရင်လည်းဒီပြည်သူတွေတက်ဆိုင် သူတို့ကကြမ်းမာရေကိုအများနဲ့လိုက်စားနေကြတယ်သွေးအုပ်စုလည်းတိကြတယ်နောက်ပြီးတော့သူတို့မှာကဟိုတက်ဆိုင်ရာယောဂဆစ်ဆင်းမှုတွေကလည်းလုပ်ထားပြီးသားဒီ PDF ထဲမှာပေါ့နော်ဒီ PDF ပါကတော်လိုက်ထဲမှာရှိနေတယ်တော်တော်များသွေးအုပ်စုတိတယ်နောက်သူတို့မှာလိုအပ်တဲ့ဒီအခြေခံဆစ်ဆင်းမှုလေးတွေရှိတယ်ဆိုတော့အလွယ်ကူသွေးယူသုံးမှုရအဲ့အတွက်ကြောင့်မလို့ ဒါသူတို့မြင်မြင်နေရတာပေါ့အဲ့တော့တစ်ဖက်ကလည်းအောက်တန်းကြကြနဲ့ဒါမျိုးထောက်ပြတယ်အဲ့လိုထောက်ပြလို့ရဲဘော်တွေဒါလာမကူရင်ဒီထက်ဆုံးရှုံးမှုများမှာအဲ့အတွက်တော့ကျမတို့လည်းဘလို့အကြံပေးရမှလည်းမသိဘူးဘလို့ပြောရမှလည်းမသိတော့ဘူး